ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ3ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မိုးရင်းကာလမှာစစ်ရေးအရှိန်မြင့်မှာဖြစ်ပြီးတနိုင်ငံလုံးပူးပေါင်းတိုက်ပွဲဝင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမယ်လို့ CNF တမူးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တနိုင်ငံလုံးအတိုင်းအတာစစ်ရေးအရှိန်မြင့်တင်မှုကိုယခုနှစ်မိုးရဲ၌ပြုလုပ်မိဖြစ်တဲ့အတွက်စစ်ကောင်စီကိုအနိုင်ရရှိနိုင်ရေးအားလုံးပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းမျိုးသားတပ်ဦး CNF CNE တပ်မှုတဦးဖြစ်တဲ့ဗိုလ်မှူးကြီးဆော်လမွန်ကပြောကြားလိုက်ပါတယ်။ဗိုလ်မှူးကြီးဆော်လမွန်နဲ့တွေ့ဆုံမှုရုပ်တံကို The Sultan Post ကယမန်နေ့မှာပေါ်ပြခဲ့ရမှာ2025မိုးကာလမှာစတင်၍စီရေးပုံမှုပြင်ထန်တော့မယ်လို့အတိပေးထားခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယခုနှစ်မှာစစ်ရေးပုံမပြင်းထန်လာမယ်လို့အတိပေးထားတဲ့ကဲ့သို့ CNF အပါအဝင်တိုင်းရင်းသားများကလည်းထုတ်ဖော်ပြောကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီနှစ်မိုးရင်းကနေစပြီးကျွန်တော်တို့စစ်ရေးအရှင်ကပုံမြင့်လာလိမ့်မယ်လို့အဲ့လိုမျိုးပဲပြောကျင်တယ်။အားလုံးတက်တက်ကြွကြွပါဝင်ပေးကြပါလို့ပုံမကြီးဆော်လမွန်ကပြောပါတယ်။တက်နိုင်တဲ့နေရာမှာပါဝင်ကြရင် တိုင်းရင်းသားအလုံးပြည်သူအလုံးစုစုစည်းစည်းနဲ့ကြာရကန်နာမှတော်လန်ရေးကိုကူညီကြရန်၎င်းကတိုက်တွန်းပါတယ်အလုံးဒီနှစ်အတွင်းမှာတော့အကုန်လုံးတပြည်လုံးတနိုင်ငံလုံးချင်းနယ်တနယ်လုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အလုံးပူးပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာဘာလို့ဘုံမူကြီးဆော်လမွန်ကပြောပါတယ်ယခုနှစ်မှာအနိုင်ရအောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ် ချင်းတရင်အရင်မြစ်တူကလည်းချင်းဒေတာကာကွယ်ရေးတပ် CNF တန်တလန်ရဲ့စီးရေးပြင်ဆင်နေမှုအခြေအနေကိုအတည်ပြုပါတယ် CNF တန်တလန်အပါအဝင်ချင်းတော်လန်ရေးတပ်များကတန်တလန်မျိုးသိမ်းတိုက်ပွဲအပြီးတက်ရန်ပြင်ဆင်နေတယ်လို့၎င်းကဆိုပါတယ်ပြင်ဆင်နေတယ်ပဲပြောတယ်အဲ့ဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်ဆင်နေတယ်တန်တလန်သိမ်းဖို့ကြိုးစားနေတယ်ပြင်ဆင်နေတယ်လက်နက်ခဲယံစုဆောင်းတာလာပေါ့အဲ့လိုမျိုးပဲ တိုက်ပွဲတော့လုံးလုံးဆယ်မရှိသေးဘူးလို့ချင်းတရင်ရင်းမြစ်ကဆိုပါတယ်ချင်းပြည်နယ်မှာချင်းအမျိုးသားတက်မတော် CNF CN နေနဲ့ချင်းဒေသကာကွယ်ရေးတပ်များစုပေါင်းထားတဲ့ချင်းပြည်ကောင်စီပူးပေါင်းတက်နဲ့ချင်းညီနောင်ဟူ၍တော်လရင်အင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025ခုနှစ်မှာချင်းပြည်နယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမယ်လို့အတိအပေးပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေ တင့်မောင်ကုန်မှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများနဲ့စစ်ကောင်စီတပ်ကပြန်ဖမ်းဆီးခဲ့ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမင်းအောင်လိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ကုန်မှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများနဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလေရဲတိုင်းဝိုင်းကပြောဆိုပါတယ်ဇွန်လ၂ရက်နေ့မွန်းလွဲတနားရီကျော်အချိန်ပြည်ဦးလေမှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း မင်းအွန်လိုင်းအပောင်ဝင်စစ်အရာရှိကြီးများကိုဆဲဆူခဲ့တဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရေစကန်မှာပအမှတ်38မြင်းဆောင်2025စက်တော်ရေးဥပဒေပုံမှ66ကကြီးနဲ့မဘာတနဲ့စစ်တပ်ထောက်ခံသူဒုံမိုးမိုးခိုင်ကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့ကြောင်းဇော်ဘုံဟင်းက၎င်းရဲ့ Telegram Channel မှာစစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့မှာစစ်တပ်ကဇော်ဘုံဟင်းကိုဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်ဖမ်းသွားတာကတော့တေးကြတယ် ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတကောက်တော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်မယ်ထင်တယ်သူ့ကိုဆွဲထားတာတွေကအမှုတွေများတယ်လို့သိရတယ်လို့ရဲတရင်အရင်မြစ်ကပြောဆိုပါတယ်ရန်ကုန်အခြေစိုက်မဘာတာအတိုင်းဝိုင်းကတော့ဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတစ်မောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများနဲ့အမှုတပ်ဖမ်းဆီးထားတယ်လို့သိရှိရပြီး၎င်းကိုပြန်လွတ်ပေးရေးမဘာတာဥဆောင်သူတို့ကစစ်တပ်နဲ့ညှိနှိုင်းနေကြောင်းပြောဆိုကြပါတယ်ဖန်စီမခံရခင်ဇော်ဘိုဟင်းကစစ်လော်ဘီများဖြစ်ကြတဲ့ ကျော်စုဒဇင်ဦးတို့နဲ့မုံရမြို့အနောက်မြောက်တိုက်စစ်ဌာနချုပ်အပါအဝင်စကိုင်းနဲ့မန္တလေးကိုတွားရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ပကံမြို့တစ်ဂံကောရက်ွက်စရက်မှာပြူစောတိခေါင်းဆောင်ဇော်ဇော်အပါအဝင်ပြူစောတိကိုဦးကပြည်သူများထံမှဆက်ကြီးကောက်နေစဉ်ဝင်ရောက်ပစ်ခတ်မှုရှစ်ဦးတေဆုံးဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းပကံမြို့တစ်ဂံကောရက်ွက်စရက်မှာအကျန်းဖတ်စစ်တပ်လက်အောက်ခံပြူစောတိခေါင်းဆောင်ဇော်ဇော်အပါအဝင် ပြူစတော်တီကိုဦးကပြည်သူများထံမှဆက်ကြီးကောက်နေစဉ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာရှစ်ဦးသေဆုံးခဲ့ကြောင်းတနောင်းမြေစစ်ကြောင်းမှစစ်ကြောင်း IO ရဲဘော်မှူးဒုကပြောဆိုပါတယ်။ဇွန်လ၁ရက်နေ့မှာပကံမျိုးတစ်ကံကောရက်ကွက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံတက်ထွက်ပြူစောတီခေါင်းဆောင်နဲ့၎င်းရဲ့နောက်လိုက်ပြူစောတီရှစ်ဦးကရက်ကွက်ထိပ်မှ ရှိတဲ့ဇရက်မှာပြည်သူများထံမှဆက်ကြီးကောက်ခံနေကြောင်းတရင်ရရှိတဲ့အတွက် တနောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းပစ်ခတ်တိုက်ခိုက်မှုအတွင်ပြူစောတီများကလက်ပစ်ဘုံးနဲ့ပြန်လည်ပစ်ခတ်ရန်ပြုလုပ်စင်မှာလက်ပစ်ဘုံးပါကြီးထိမှန်ပြီးပောက်ကွဲခဲ့ရာကပြူစောတီခေါင်းဆောင်စိုးစောနဲ့၎င်းနောက်လိုက်ပြူစောတီခုနှစ်ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။သေဆုံးသွားတဲ့ပြူစောတီများထံမှ0.22လက်လုံတနက်တလက်ကာပိုင်လက်လုံတနက်တလက်လက်ပစ်ဘုံးတလုံးကာပိုင်ကြီး၁၀တောင်း 0.22ကြီ6တောင်းစိုက်ကဲနစီးနဲ့အတူပြူစောတီတက်တေကံအထောက်ထားများတင်ဆက်ရမိခဲ့ကြောင်းသိရှိရပါတယ်။ဓမ္မယုံဆိုတာတရားပွဲအတွက်စုဝေးနေတာမဟုတ်ပါဘူး။စက်ကြီးကောက်နေတာပြီးတော့ပြူစောတီတက်တေကံအထောက်ထားတွေကလက်လုံတနက်အတူနှစ်လက်ပြီးတော့ကြီးတွေကလက်ပစ်ဘုံတွေကတင်ဆက်ရမိခဲ့တယ်။ကျွန်တော်တို့ပြစ်တာကပြူစောတီခေါင်းဆောင်ဇောဇောကိုအတိအကထားပြစ်တာကျွန်တော်တို့ဝင်ပြစ်တဲ့အနေထားမှာလက်ပစ်ဘုံနဲ့ပြန်ပြစ်တာကိုကျွန်တော်တို့ကြီးကလက်ပစ်ဘုံကိုမှန်သွားတာလားတော့မသိဘူး။ လက်ပစ်ဘုံးကထပေါက်ပြီးတော့ကျွန်တော်တို့ကားနဲ့ဝင်ပစ်ပြီးပြန်꿰တဲ့အချိန်မှာအကုန်လုံးကမှောက်နေကြပြီပြည်သူတွေအနေနဲ့ပြူစောထီးတွေနဲ့အနီးကပ်မနေဖို့ပေါ့တေဆုံးသွားတဲ့သူတွေကလည်းသူ့နောက်လိုက်တွေပါကျွန်တော်တို့ပစ္စည်းစင်းကောက်တဲ့အချိန်မှာတော့ဒဏ်ရာနဲ့သူတယောက်တွေ့တယ်သူ့မှာလက်နက်မရှိတော့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူးတေဆုံးတာကပြူစောထီးကောင်းဆောင်ဇောဇောအပါအဝင်ရှိဦးတေဆုံးတယ်လို့ထနောင်းမြေစစ်ကြောင်းမှာစစ်ကြောင်းအိုင်အိုရဲဘော်မှတူးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့အတူ ဘကင်းအန်ညောင်ဦးစပယ်ရှယ်တက်ဖို့စ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကောင်းကတော့အိုးဘိုအချင်းထောင်မှအချင်းသားတအူးထွက်ပြေးသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးအိုးဘိုအချင်းထောင်ကနေဇွန်လ3ရက်မနက်9:00နာရီခွဲမှာအချင်းသားတယောက်ခြေချင်းနဲ့ထွက်ပြေးသွားတာကြောင့်ရဲတွေနဲ့အချင်းထောင်ဝန်ထမ်းတွေလိုက်ရှာနေတယ်လို့မြင်တွေ့သူတွေစီကနေသိရှိရပါတယ် အိုးဘိုအချင်းထောင်နဲ့ကက်လျက်စီမံကိန်းရုံးနဲ့လျှက်စစ်တအားခွဲယုံဝင်းနဲ့ကိုထောင်ပေါက်ထွက်ပြေးလာတဲ့အချင်းသားကစီမံကိန်းရုံးဝင်တန်းရဲ့စိုက်ကယ်ကိုခိုးယူနေစမှာဝင်တန်းကအော်ဟစ်အကူကြီးတောင်းရာကနေအချင်းသားနဲ့ချီချင်းထွက်ပြေးသွားတာလို့ဆိုပါတယ်။မြင်တွေ့သူတဦးကထောင်ဘက်ကနေစီမံကိန်းမန်နေဂျာရုံးဘက်ကိုထွက်ပြေးတာမန္တလေးပင်မလျှက်စစ်တအားပိတ်ဆက်ရုံနဲ့ဆက်ဆက်တဲ့လျှက်စစ်ရုံအကျယ်ကြီးပဲထောင်နေရန်တစ်ခုကငလင်ကြောင့်ပြိုနေတာအဲ့ဒါကိုအချင်းသားတွေပြင်းနေချိန်မှာထွက်ပြေးတာ ပြင်းနေတာမပြီးသေးဘူး။စီမံကိန်းရုံးနဲ့ထောင်ကဘေးကက်လျက်ပဲကြားမှာယထာတန်လန်းပဲရှိတယ်လို့ဆိုပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသားဟာဘာအမှုနဲ့ထောင်ကျနေတယ်ဆိုတာကိုတော့မသိရသေးတယ်လို့ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာထောင်ဝင်တန်းကအကျဉ်းသားလူစည်ရင်းကိုစစ်ဆေးတာရဲရင်အားတွေနဲ့လိုက်ရှာနေပေမဲ့မတွေ့ရသေးဘူးလို့ဆိုပါတယ်။ဒေတာခန့်တယောက်ကအစကလူစိမ့်ဝင်လာလို့ခွေးဟောင်တာလို့ထင်တာကြီးလိုက်တော့ထောင်ဝစ်စုံနဲ့ဘလူကြော်လာလဲမသိဘူး။ထောင်ဘက်ကနေယထာတန်လန်းကြော်လိုက်ရင်စီမံကိန်းရုံးဘက်ကိုရောက်တယ်။ ကြိုတင်ကြင်စီထားပုံလည်းရပါတယ်။အခုတဝင်းလုံးကိုပတ်ရှာနေကြတယ်။အင်အားပါထပ်တိုးထားတယ်လို့ပြောပါတယ်။အဆိုပါအကျဉ်းသားဟာအကျဉ်းသားဝစ်စုံကိုချုပ်ပြီးဝန်တန်းတွေလှမ်းထားတဲ့အဝိကိုယူဝစ်ပြီးထွက်ပြေးသွားတာလို့ထောင်အနီးအနားမှာနေထိုင်သူတယောက်ကပြောပါတယ်။အကျဉ်းသားကအင်ကြီးလဲတာလည်းမြင်တယ်။စိုက်ကဲတစည်းကိုခွ၊ဇက်တော့ကိုချိုးပြီးတော့ဝန်တန်းကအော်တာ။အကျဉ်းသားကဂဲကြီးကောက်ကင်ထားတော့ဝန်တန်းလည်းတယောက်ထဲမစွင့်ရဘူးအပေါ်တက်ကနေအော်တာအကုန်လုံးထွက်လာတော့အရှိမဘောလုံးကွင်းရှိတယ် အဲ့ဒါကိုတဲ့တဲ့ခြေချင်းထွက်ပြေးတာခြေချင်းကြီးနဲ့ခြေချင်းဆိုပေမဲ့အလေကဖြုတ်ထားတယ်။ဂွင်းကတော့ဖြုတ်မထားဘူးလို့ပြောပါတယ်။အခုတက်တီစီမံကိန်းရုံးဝင်းထဲမှာရဲဝင်တန်းထောင်ဝင်တန်းတွေအင်အား40ဝန်းကျင်နဲ့ဆက်လက်ရှာဖွေနေစေဖြစ်ပြီးအကျဉ်းသားချုပ်သွားတဲ့ထောင်ဝစ်စုံကိုလည်းအကျဉ်းထောင်ဝန်တန်းတွေကသိမ်းယူသွားပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ဖက်ကန်မြို့နယ်မော်စီစာလောက်ကွက်မှာရှိတဲ့တစ်တစ်တစ်ကုမ္ပဏီပိုင်မြေတဲကားနဲ့ဗဟုကားများကိုစစ်တပ်ကထပ်မံမီးရှို့နေပြန်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာလောက်ကွက်မှာရှိတဲ့111ကုမ္ပဏီပိုင်မြေတဲကားနဲ့ဗဟိုကားများကိုစစ်တပ်ကမီးဝင်ရှို့နေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ယနေ့ဇွန်လ3ရက်နေ့နနက်8:45မိနစ်အချိန်ဖားကံမြို့လုံခင်းကျေးရွာအုပ်စုမော်စီစာလောက်ကွက်မှာရှိတဲ့111ကုမ္ပဏီပိုင်မြေတဲကား2စီဗဟိုကား3စီစုစုပေါင်းကား9စီကိုစစ်ကောင်စီတပ်များကဝင်ရောက်မီးရှို့နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မေလ31ရက်နေ့ကလည်း111ကုမ္ပဏီတဲကိုဝင်ပြီးအဆောင်တွေကိုမီးရှို့တယ်ပြီးတော့ဒီနေ့မှကားတွေကိုမီးထက်ရှို့တယ်ရှို့တဲ့စစ်တပ်ကမေလ31ရက်နေ့ကရှို့တဲ့စစ်ကြောင်းပဲမီးရှို့ပြီးဟိုနေ့ကပြန်ထွက်သွားတယ်ဒီမနေ့ပြန်လာမီးရှို့တာအဲ့ဒီစစ်တပ်ကဖျားကုန်းနားမှာတက်ဆွဲထားတဲ့စစ်တပ်ပါလို့ဒေသခံတအုပ်ကပြောပါတယ်ဧပြီလမှစတင်၍အကြံဖတ်စစ်တပ်ကဖားကန့်ကိုစစ်ရင်အား600ကျော်နဲ့စစ်ကြောင်းများခွဲပြီးထိုးစစ်ဆင်ခဲ့ပြီးနောက်လက်တလျှောက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းဧပြီလနောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းများဖားကန့်မြို့ကိုရောက်ရှိလာပြီးစစ်တပ်ကလည်း၎င်းတို့ဖျက်ဆီးလာရလမ်းတလျှောက်မှရပ်သားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးလုံခင်းမှပြည်သူ၅ဦးထက်မနည်းကိုလည်းတပ်ဖြတ်ခံခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းစစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။